အမျိုးသားပညာရေးဥပဒေကိုတပိတ်မောက်ဆန္ဒပြခဲ့ကြတဲ့ဒီမိုကရေစီပညာရေးပင်မတပိတ်စစ်ကြောင်းဖြိုခွင်းခံရမှုနှစ်နှစ်ပြည့်အခမ်းအနားကိုမတ်လ10ရက်နေ့မနက်ပိုင်းမှာလေဗရန်မြို့မှာကျင်းပခဲ့ပါရယ်အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်ဆန္ဒပြတဲ့ဒီမိုကရေစီပင်မစစ်ကြောင်းဟာ2015ခုနှစ်ဇန်နဝါရီလ20ရက်နေ့ကမန်လေးအင်တော်ရအနေစတင်ထောက်ခါလာခဲ့ပြီးတော့လေဗရန်မြို့ရောက်မှာဆယ်ရဲဆောင်မွေးရောက်ခေတ္တရန်နာခဲ့တာဖြစ်ပါရယ်အဲဒီနောက်မှာလေဗရန်မြို့ကနေပြီးမတ်လ10ရက်နေ့မနက်10:30မိနစ်မှာစတင်ထောက်ခါလာခဲ့ပြီးရဲတပ်ဖွဲ့နဲ့နှစ်ဖက်ထိတိုက်တွေ့ဆုံခဲ့ပြီးတော့ရဲတပ်ဖွဲ့အကြမ်းဖက်ဖြိုခွင်းကြီးကိုခံခဲ့ရတာဖြစ်ပါရယ် ဒီနေ့ပြုတ်တဲ့အခမ်းအနားတော့အဲ့ဂျမ်းဘက်ပြုတ်ခင်းခံရခြင်းနှစ်နှစ်ပြည့်အခမ်းအနားပဲဖြစ်ပါတယ် လဗရန်မြို့မှာပြီးခဲ့တဲ့2015ခုနှစ်မတ်လ10ရက်နေ့မနက်10:00နာရီကဖြစ်ပွားခဲ့တဲ့ဒီမိုကရေစီပညာရေးတပိတ်စစ်ကြောင်းចောင်းသားចောင်းသူတွေနဲ့ဝင်းရံပြည်သူတွေကိုရဲတပ်ဖွဲ့ကအကြမ်းဖက်ဖြိုခွင်းခံရမှုနှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ဒီကနေ့မတ်လ10ရက်နေ့မှာပြုလုပ်တာဖြစ်ပါတယ်။ဒီခန္ဓာကိုလဗရန်မြို့မှာရှိတဲ့အောင်မြေဘိမှန်အကြောင်းမှာပြုလုပ်ခဲ့တာပါ။အခမ်းအနားကိုအကြမ်းဖက်ဖြိုခွင်းခံခဲ့ရခြင်းကပါဝင်ခဲ့တဲ့ចောင်းသားចောင်းသူအချို့ဝင်းရံပြည်သူအချို့နဲ့တန်ကားတော်များတက်ရောက်ခဲ့ပါတယ်။ဒီနေ့ပွဲလုပ်တဲ့ ာမှာကိုယ်ရောက်လာတက်တယ်ပြီးတော့ပွဲစီစဉ်ပြင်ပါတယ်ဟိုဒီပတ်ဝန်းကျင်ကိုရောက်လာခါခံစားချက်ကဘာလဲဆိုတော့ကျွန်တော်တောင်းစုရဲ့ကျွန်တော်ရင်းခဲ့တဲ့တွေးချွေနဲ့ရင်းခဲ့တဲ့တိုက်ပွဲစဉ်အခုချိန်ကြီးမအောင်မြင်သေးဘူးအဲကျွန်တော်ဆက်ပြီးတောင်းစုဖို့လိုတယ်လို့အဲကျွန်တော်ခံစားရတယ်တပိန်နဲ့ပတ်သက်ပြီးတော့ကတပိန်မှောက်တယ်တပိန်မလှန်သေးဘူးဆိုတော့ကဒီကတောင်းစုချက်မရသေးလို့တပိန်မလှန်တာပဲအခုလက်ရှိမှာကျွန်တော်ညှိနှိုင်းလို့ရမယ်လို့ဟိုယုံကြည်ရလောက်တဲ့အစိုးရတက်လာတာဖြစ်တဲ့အတွက်ဒီကာလမှာလည်းညှိနှိုင်းဖို့တော့ကျွန်တော်ဆက်ပြီးတောင်းစုနေပါတယ် အဲ့ဒီခဏမှာတော့တက်ရောက်လာတဲ့ចောင်းသားတွေက2015ခုနှစ် match လ10ရက်နေ့ကတပိတ်စစ်ကြောင်းចမ်းဖက်ခံရတဲ့နေရာမှာကြပြာရွဆိုခြင်းကျွေးကြော်တဲ့ကျွေးကြော်ခြင်းနဲ့အចမ်းဖက်ခံခဲ့ရတဲ့ဖြစ်စဉ်တွေကိုပြန်လည်တရုတ်ပြခြင်းတွေကိုလည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းဟာ2015ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာမန္တလေးကနေစတင်ထွက်ခွာလာခဲ့ပြီးလက်ဗရန်အရောက်မှာသပိတ်ကိုခਿੱတရရနာခဲ့ပါတယ်။ဒီလိုရနာထားရကနေမတ်လ10ရက်နေ့မနက်10:30မိနစ်မှာလက်ဗရန်ကနေဆက်လက်ခြိတက်ရမှာရဲတပ်ဖွဲ့နဲ့ရုံးရင်းဆန်ခတ်ဖြစ်ပွားပြီးရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။